။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့တူရကီနိုင်ငံမှာအတိုက်ခံကောင်းဆောင်အီမာမိုဂလူကိုဖမ်းဆီးထောင်ချလိုက်တဲ့အတွက်နိုင်ငံအနေနဲ့ဆန္ဒပြဝေးကြီးတွေဖြစ်ပွားနေတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။ပရစ်ဆက်တာရီအာဒိုဂန်ရဲ့အဓိကပြိုင်ဖက်ဖြစ်သူကိုအခုလိုဖမ်းဆီးထောင်ချပြီးတော့အဂတိလိုက်စားမှုနဲ့ဆွေးကျက်တင်ခဲ့တာကြောင့်နိုင်ငံအနှံ့မှာအကြီးမားဆုံးဆန္ဒပြပွဲကြီးတွေဖြစ်ပွားနေတာလို့ဆိုပါရယ် တူရကီရဲ့အနည်းဆုံး55ခုမှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားကြပါတယ်။အစ္စတန်ဘူမြို့တော်ဝန်အီမာမိုဂလူပါဝင်နိုင်ငံရေးသမားဂျာနယ်လစ်နဲ့စီးပွားရေးလုပ်ငန်းရှင်တရားကျော်ကိုစုံစမ်းစစ်ဆေးပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အီမာမိုဂလူကိုမက်ရှလာ23ရက်နေ့မှာဆွေးချက်တင်ကယမန်ယူပြီးတော့ထောင်ထဲထည့်လိုက်တာလို့ဆိုပါတယ်။အီမာမိုဂလူဟာ အတိုက်ခံ Republican ပြည်သူ့ပါတီ CHP ရဲ့2028သမရရွေးကောက်ပွဲသမရလောင်းအဖြစ်ရွေးချယ်ခံရဖို့တည်ရှာနေသူဖြစ်တယ်လို့သတင်းတွေကဆိုပါတယ်။ဆွဆွေးမှုတွေဟာနိုင်ငံရေးအရလုတ်ကြံတာသာဖြစ်ပြီးဘတော်မှဥမညွတ်ဘူးလို့ယမန်ချုပ်ရယူပြီးထောင်ဒီမထက်ခင်မှာအီမာမိုဂလူကလူမှုကွန်ရက် X မှာရေးသားခဲ့တယ်လို့သိရပါတယ်။အီမာမိုဂလူစတင်ထိမ့်သိမ်းခံရကလေးကအစ္စတန်ဘူမြို့တော်ခန်းမရှိမှာလူအုပ်ကြီးဟာ ညာတိုင်းဆန္ဒပြခဲ့ကြပြီးလုံထင်းကြီးတွေကလည်းမြေကြီးယူပုံးတွေရေအမြောက်တွေနဲ့နှင်းနေနေကြပါရှင်